စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဟ ோம் လင်းမြို့နယ်နန်တော်မြို့မှာကျောက်တလုံး၃ထောင်ကျပ်ခဲရင်ဒီတပိတ်သား၅၀၀ကျပ်မှ၈၀၀ကျပ်ထိအစမတန်ဈေးနှုန်းမြင့်တက်နေတယ်လို့မြို့ကန်တဦးဖြစ်သူစိုက်ရေးကပြောပါတယ်။ကျန်တဲ့ကုန်ပစ္စည်းတွေမှာဈေးနှုန်းအနေငယ်မြင့်တက်လာပြီးကျောက်နယ်ခဲရင်ဒီမှာဈေးမြင့်ဆုံးထိတက်နေတယ်လို့၎င်းကပြောပါတယ်။အခုနန်တော်မှာကျောက်တလုံး၃ထောင်အိမ်ဦးတော်ဆက်ဦးဆိုရင်၄ထောင် ခဲညံဒီတပိတ်သား9000ကနေ10000ထိပေါက်တယ်မနက်ကဈေးမှာတော်ဝဲတာခဲညံဒီ9000ဘိုးကိုလေးလုံးပဲရခဲ့တယ်လို့ပြောပါတယ်နှံ့တော်မှာအခြေခံစားတော့ကုန်တွေကအဆမတန်ဈေးမြင့်တက်နေတဲ့အတွက်လက်ဖက်ထမင်းတပွဲကိုတထောင်ချက်ဖြစ်ပြီးကျုပ်ပါရင်တော့တထောင်ခွဲထိဈေးမြင့်တက်နေတယ်လို့၎င်းကဆက်ပြောပါတယ်အလားတူနောင်ပူအောင်ဆန်းပြကြီးရွာမှာလည်းကျုပ်တလုံး2000ဆန်းသုံးလုံးကို9000စသဖြင့်ဈေးနှုန်းမြင့်တက်နေကြ တရက်နဲ့တရက်ဈေးနှုန်းမတူကြောင်းနောက်ဘူအောင်ဒေသခံတူကပြောပါရယ်ပြီးခဲ့တဲ့စက်တဘာ15ရက်မှစ၍လမ်းပန်းဆက်သွယ်ရေးကုန်စည်ကူးတန်းခွင့်တွေဖြင့်အင်တာနက်တွေပါအကန့်အသတ်မရှိပိတ်ပင်တယ်လို့ဗမာမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါဖားကထုတ်ပြန်ပါရယ်ဒါကြောင့်ကုန်ကားတွေစီကားတွေဝင်ရောက်ခြင်းမရှိတဲ့အတွက်ကုန်စည်နှုန်းတွေအဆမတန်မြင့်မားသောကြောင့်နှံ့တော်ဒေသခံတူကပြောပါရယ် ကားလန်ကပြီးခဲ့တဲ့လ15ရက်ထဲက PDF တွေပိတ်ထားတာအကန့်အသတ်မရှိစီကားတွေမဝင်တော့ဘူးကုန်ကားလည်းမဝင်တော့ဘူးအစိုးဆုံးက ကုန်စည်းလုံးကြီးလာတာဗမောက်လမ်းဘက်ကဝင်တာအိမ်ဘက်ကတိုက်ပွဲဖြစ်နေတော့မလာကြတော့ဘူးလို့ပြောပါတယ်လက်ရှိမှာ Homeland မြို့ရဲ့ကုန်စည်းတွေအတွက် လေးချောင်းလိုင်းတစ်ခုတည်းကိုသာအားထားနေရပြီးမုံရွာ Homeland ရေချောင်းလည်းကားလန်တွေကိုတော်လိုင်းအင်အားစုတွေကအကန့်အသတ်ဖြစ်တာဖွင့်ပေးနေတယ်လို့သိရပါတယ်